အခုတော့ Facebook ရဲ့ new feed မှာအတော်တောင်းကျမ်းနေတဲ့မီးပိုးကောင်တွေကိုတွေ့တွေ့နေရပါဘောနော် Why are you running? Why are you running? ဒီတစ်ပတ်ရဲ့ Amazing Fat အစီအစဉ်မှာတော့ဘူရာကမီးပိုးကောင်နဲ့ပတ်သက်တဲ့စောင်းရံရှောင်းရံတွေသူတို့ရဲ့အကြောင်းလေးတွေကိုဘူးသူရရစရာအနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်။မီးပိုးကောင်ကို English လို့ Roof Beetle လို့ခေါ်ပြီးတော့ဒီကောင်တွေက Patrax မျိုးနွယ်ဝင် insect တစ်မျိုးပါ။ သူတို့ရဲ့အစိတ်ကလူရဲ့အရေးပြားကိုလောင်းစေတယ်ရောင်ရမ်းစေတယ် allergic တွေဖြစ်စေရပေါ့နော်ဒီလိုမျိုးတွေဖြစ်စေတာကလည်းသူတို့ကကြိုက်လိုက်လို့တုတ်လိုက်လို့ကြောင့်မဟုတ်ဘူးမီးမိုးကောင်တွေကကြိုက်တာတွေတုတ်တာတွေမလုတော့ဘူးပေါ့ဒါပေမဲ့အစိတ်တော့ထုတ်တတ်ပါတယ်သူတို့ကိုမတော်ဆထိမိတာပုတ်ချင်မိတာကင်မိတာအဲသူတို့ကပေါ့နော်လူရဲ့အရေးပြားပုံမှာဖြတ်သွားတာအဲ့လိုတွေကနေမှတစင်းသူတို့ထုတ်လိုက်တဲ့အစိတ်ပေါ့နော်ဖက်ဒရင်းလို့ခေါ်တာ ਨੇ ထိမိပြီးတော့ဒါအရေးပြားရောင်ရမ်းတာတွေအလက်ဂျစ်တွေဖြစ်လာတာပေါ့ အဲ့လိုမျိုးတွေဖြစ်တာကို Petrus dermatitis မီးပိုးကောင်လောင်ခြင်းလို့ခေါ်ပါတယ်။ဒီမီးပိုးကောင်တွေကမိုးအကုံဆောင်းအကူပေါ့နော်ဒီလိုမျိုးဆွ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 ကာလမှာအထွက်များကြတယ်။အထူးသဖြင့်ညဘက်မှာထွက်များရပေါ့နော်။ပြီးတော့မီးပိုးကောင်ဆိုတဲ့အတိုင်းပဲမီးရောင်ကိုကြိုက်ကြတယ်။အထူးသဖြင့်ဒီလိုမျိုး white light တွေပေါ့နော် LED တွေအဲ့လိုမျိုးတွေကြိုက်ကြတယ်။ဆိုတော့အဲအဲ့လိုမီးရောင်တွေရှိတဲ့လူနေအိမ်တွေစီကိုလာလာလဲပြီးတော့ဒုက္ခလေးပေးတတ်တာပေါ့။ဆိုတော့အကယ်၍မီးသာပြတ်နေမယ်ဆိုလို့ရှိရင်တော့ DNA ကိုဖြည့်ရှင်းနိုင်မယ်လို့ထင်ပါတယ်။ I'm just kidding ဆက်သွားရအောင်အကယ်၍ဝါရော့မီးပိုးကောင်ရဲ့အဆိတ်နဲ့ထိတွေ့မိပြီဆိုလို့ရှိရင်တော့24နာရီကနေ48နာရီအတွင်းဒါလက္ခဏာတွေပေါ်ပေါက်လာတတ်တယ်ပေါ့နော်ဘလို့ပုံစံနေရှိမလဲဆိုလို့ရှိရင်တော့ဒီလိုအဆိတ်ထိမိတဲ့နေရာတလျှောက်အနီးရောက်အဆင်းချောင်းတွေဖြစ်တာမျိုးတွေအာအရေကြီးမှုတွေထတာနီမြန်းရောင်ရမ်းတာ အပြူဝိုင်းပူဆက်ရာရန်တာစရည်ဖြစ်တတ်တယ်အကယ်၍ပေါ့နော်မျက်စိနာတဝိုက်မှာအဲထိမိတယ်ဆိုလို့ရှိရင်လည်းထိမိတဲ့ပမာဏအ ਨੇ များပေါ်မူတည်ပြီးတော့မျက်ကြည်လွားရောင်ရမ်းတာတွေအထိပါဖြစ်လာနိုင်ပါတယ်တော့မတော်တို့သာသာမတော်တဆထိမိခဲ့ပြီဆိုလို့ရှိရင်ဘာလို့လုံးကြမလဲပထမဆုံးအချက်အနေနဲ့လုံးဝမကုံနဲ့အဲ့ဒီနေရာလုံးဝမပွတ်နဲ့အရေအမြန်သွားစေးပေါ့နော်ထိမိတဲ့အဲ့ဒီအစိတ်ထိမိတဲ့နေရာကိုဒါဆက်ပြာနဲ့ရေနဲ့တိတ်တိတ်ချာချာလေးပေါ့နော်အဲ့ဒီနေရာဖွဖွားလေးစေးပေးမယ်ပြီးရင်ရေမြများလောင်းပေးရပါမယ် ောက်ထပ်တစ်ချက်အနေနဲ့ကတော့အဲ့အစိတ်ထိမိတဲ့နေရာကိုအရက်ပြန်လောင်းတာပျုတ်စီလိမ့်တာစရည်လုံးဝမလုပ်ပါနဲ့အဲ့လိုလောက်တာကဒီလိုမျိုးပေါ့နော်အဲပူပူလောင်နေတဲ့နေရာကိုပို့ပြီးတော့ဆိုးသွားစီရယ်ပေါ့အဲ့လိုအဆေးတွေအစားဘယ်လိုမျိုးတွေလိမ့်ရမလဲဆိုလို့ရှိရင်ဗီတာရိုင်းကာလာမိုင်းစရည်အဲ့လိုမျိုးလိမ့်ဆေးလေးတွေလိမ့်ပေးလို့ရပါတယ် နောက်ထပ်တစ်ချက်အနေနဲ့တော့ထိမိတာနည်းနည်းများတယ်ဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တတိယတိုင်ပင်ပြီးတော့ဆေးထိုးဆေးတောက်တာတွေလုပ်ရင်တော့အကောင်းဆုံးပါ။ကဲဒီတစ်ပတ် Amazing Fat Season ကတော့ဒီလောက်ပါပဲ။အားလုံးပဲကိုယ့်ကိုယ်ဂရုစိုက်ကြပါ။အဲအိမ်မှာကလေးငယ်တွေရှိတယ်ဆိုလို့ရှိရင်လည်းမီးပိုးကောင်နဲ့ပတ်သက်တဲ့ NDA တွေဆောင်ရွက်ရှောင်ရံနေလို့ဒါဘူးတုဒအနေနဲ့ပေါ့နော်မျှဝေပေးထားပါ။ဆိုတော့အားလုံးပဲအေးချမ်းစွာနေထိုင်ရင်မီးပိုးကောင်ကြောက်ရတဲ့ NDA ကနေကင်းဝေးပါစေလို့ဆုတောင်းပေးလိုက်ပါရစေ။နောက်ထပ် video တွေမှာပြန်တွေ့ပါမယ်။ Bye bye ။